တခါတော့ကအေဂျင်နာယာနေတဲ့ဒေါ့ကြီးတခုမှာမာလာဝါဆိုတဲ့တစ်ပင်နဲ့တမီးနေထိုင်ပါတယ်သူမဟာရာစုနှစ်ရှိပြီးတစ်ပင်ကြီးတစ်ပင်ကိုစောင့်ရှောက်နေတဲ့နှစ်တမီးတစ်ပါဖြစ်ပြီးဒေါ့ကိုမော်စွမ်းနဲ့ကာကွယ်ပေးပါတယ်ဒါပေမဲ့ဒီနေ့မှာအနေရကြီးတခုရောက်လာပါတော့တယ်ဒေါ့အုပ်ရဲ့နှလုံးသားဖြစ်တဲ့ရွှေရောင်မော်ပွင့်ကိုစိတ်သက်မကောင်းတဲ့ငကားတကောင်ခိုးယူသွားပါတယ်ရွှေရောင်မော်ပွင့်မရှိရင်ဒေါ့အုပ်ဟာတဖြည်းဖြည်းညှိုးနှံပြောက်ကွယ်သွားမှာဖြစ်ပြီးမာလာဝါရဲ့အသက်လည်းအနေရရှိလာနိုင်ပါတယ် အဲ့ဒီအချိန်မှာဇင်မော်ဆိုတဲ့ရွာသားလေးတယောက်တစ်ပင်နဲ့တမီးကိုကူညီဖို့ရဲရဲတင်းတင်းနဲ့ထွက်လာပါတယ်။သူဟာမာလာဝါကိုချစ်မြတ်နိုးတဲ့ကလေးဖြစ်ပြီးဒေါအုပ်ကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇင်မော်ဟာငကားရဲ့နေထိုင်တဲ့နေရာကနေမှောင်မိုက်တဲ့နေရာကိုခီးထွက်လာပါတယ်။လမ်းတစ်လျှောက်မှာသူ့ကိုအနေရပေးတဲ့တတဝါတွေမော်တာစီးတွေနဲ့ရင်ဆိုင်ရပါတယ်။မာလာဝါရဲ့အတက်ရှင်နိုင်ဖို့သူ့ရဲ့တတိကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ငကားနဲ့ရင်ဆိုင်ရတဲ့အခါဇင်မော်ဟာသူ့ရဲ့ပါနတ်မှုနဲ့မာလာဝါရဲ့မော်စွမ်းကိုအသုံးပြုပြီးငကားကိုအနိုင်ရသွားပါတယ်။ ရွှေရောင်မော်ပွင့်ကိုပြန်လည်ရရှိပြီးဒေါအုပ်စီပြန်ပို့ပေးနိုင်ခဲ့ပါတယ်။မာလာဝါဟာဇင်မော်ရဲ့ရေစွန်းတတိကိုကျေးဇူးတင်ပြီးသူ့ကိုဒေါအုပ်ရဲ့သူရဲကောင်းအဖြစ်ချီးမြှင့်ပါတယ်ပြီးတော့သူ့ကိုဒေါအုပ်ရဲ့မော်စွမ်းနှဲငယ်ကိုပေးအပ်ပြီးသူနဲ့အတူအမြဲနေထိုင်ခွင့်ပြုလိုက်ပါတယ်။